ာချောပွေးပြက်တာတော့မနိုင်တာတော့ဘာလဲညာလို့ဒီအဲ့ကြပြေးခိုင်းပါအဲ့ဆယ်မပြေးနိုင်ကြီးမင်းတို့ကနာပြီလားမသာရှင်းတော့မဟုတ်ဘယ်နှပိတ်သားစီလားဟုတ်ပါတယ်အေးဒါကဂရုလူမျိုးအများစုနဲ့ဖွဲ့စည်းထားတဲ့ဂဒူးကာကွယ်တပ်ဖွဲ့မိုင်းတုံ region ဂဒူး defense force MRKDF ရဲဘော်တွေစီရေးလေ့ကျင့်နေကြတာပါ။ဆီယနာသိမ်းပြီးတဲ့နောက်2021ဇွန်လမှာစကိုင်းတိုင်းအတွင်းကအင်းတော်ပင်လယ်ဘူးကတာ ထိကြိုက်တဲ့ဗမောက်မျိုးနယ်တွေကကဒူးလူငယ်တွေဟာအာနာသိမ့်မှုကိုလက်နက်ကင်ဆန့်ကျင်မှုအတွက်ကချင်ပြည်နယ်လိုင်းစားမှာရှိတဲ့ KIAC မှာစစ်ပညာသင်ယူပြီးစစ်စင်ရေးတွေမှာပါဝင်ခဲ့ပါတယ်။အဒီနောက်2022နိုဝင်ဘာ10ရက်မှာကဒူးကာကွယ်ရေးတပ်မိုင်းတုံ region ကဒူး Defense Force MRKDF ကိုတရားဝင်စတင်တည်ထောင်ခဲ့တယ်လို့ MRKDF ရဲ့တာဝန်ခံရဲဘော် AK ကပြောပါတယ်။အဲ့တော့2021ဇန်နဝါရီလောက်မှာဇွန်လမှာပေါ့ဇွန်လမှာကျွန်တော်တို့ကဒူးလူငယ်ကောင်းဆောင်ခဏရဒီလိုင်းစာမှာစုံဖြစ်တယ်စုံဖြစ်ပြီးတော့မှဒီတပ်ဖွဲ့ ဒီထောင်ဖို့ပေါ့နော်တပ်ဖွဲ့ရအောင်ကျွန်တော်စာအတင်ဆွေးနွေးဖြည့်ခဲ့ကြတယ်အဲဖြည့်ခဲ့အဲ့ဒီတုန်းကလည်းကျွန်တော်တို့အပြင်ကိုမှဒီ data မှာကဒီကဒူးလူငယ်တွေကဒီဒီစစ်စင်ကြီးပေါ့နော်အဲ့တော့စစ်စင်ကြီးလှူရှားနေတာရှိပြီပေါ့နော်တချို့ချို့ကြားချို့ကြားလေးတွေမှာအလှူရှားနေတာရှိပြီဆိုတော့ကျွန်တော်တို့ကဒီသူတို့နဲ့ပြန်ဆက်တွေ့တယ်ပေါ့သူတို့နဲ့ပြန်ဆက်တွေ့တယ်ပြန်ဆက်တွေ့တယ်ပြီးတော့သူတို့ကိုဒီ live ကိုခေါ်တယ်ပေါ့နော်အဲ့ဒါကိုခေါ်တယ်အခြေခံတင်တန်းအဲယူခိုင်းတယ်ပေါ့နော်လည်းလည်းကူကူတော့မဟုတ်ဘူးပေါ့ဗျာနော်အဲ့တော့2021 အဲ2021ကာလဆိုတော့ဒီဒေါ်လာကြီးအပွဲတွေရဲ့ဒီဆုံးမှုနဲ့မြည်လဲအများမကျပြန်တည်တဲ့အချိန်ဆိုတော့ဒီလူဦးရေဒီရာနဲ့ရှိတဲ့လူငယ်တွေကိုဒီအပေါ်ရောက်ပေါ်ဖို့ကတော့လည်းလည်းကိုယ်တော့မဟုတ်ခဲ့ဘူးပေါ့နော်ကျွန်တော်တို့စတင်တော့အချိန်တုန်းကတော့ဒီငွေရေးကြီးရဲ့အခက်အခဲရောတခြားအခက်အခဲတွေရောအများကြီးရှိခဲ့တယ်အဲဆိုတော့ကျွန်တော်အဲ့ဒီရဲ့လူငယ်တွေကိုခေါ်တယ်လိုက်တာမှာအဲတင်နန်းပေးရပေါ့နော်ဒီအချိန်ကတင်နန်းတွေပေးတယ်ဖွဲ့တယ်စတင်ဖွဲ့2021ဒီဆုံးလာခဲ့ရဆိုင်ကျွန်တော်သူ့ဖွဲ့ခဲ့ကြတယ်ပေါ့နော် အဲဒီတပ်ဖွဲ့ကိုဒီ MRKD ရဲ့ကိုစတင်တည်ထောင်ပါပြီဆိုတော့ဒီရဲ့ culture ရောဒီ2020အနိုဝင်မှာရှိရနေပေါ့နော်ဒါတော့ကျွန်တော် MRKD ရဲ့ကိုတရားဝင်စတင်ဖွဲ့စည်းပါပြီဆိုလို့မှအဲကြီးညာမတန်းတင်ထားရဲ့ရဲ့ပေါ့နော် MRKDF တပ်ဖွဲ့တွေမှာကလူလူမျိုးအများစုပါဝင်ပြီးရှမ်းနဲ့ဗမာတွေလည်းပါဝင်ကကတခရိုင်နဲ့ကချင်ပြည်နယ်မှာအခြေပြုလှုပ်ရှားနေတယ်လို့ MRKDF ရဲ့တာဝန်ခံရဲဘော် AK ကပြောပါတယ် အဲကျွန်တော်တို့ MRKDF နည်းနည်းကတော့အဓိကတော့ကျွန်တော်တို့ကတာခရိုင်လေးမှာအဓိကခြေပြုလို့ရှားတယ်။အဲပြီးကြတော့ဒီကချင်စစ်မျက်နှာတွေမှာတော့ KIA ရဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ဒီဒီတိုက်ပွဲဝင်နေတာတွေရှိပါတယ်။အဲကျွန်တော်တို့ဒီ MRKDF မှာကျွန်တော်တင်တင်နာအပစင်ပြီးတော့များပြီပေါ့နော်ကျွန်တော်2021ခရီးစားသူ့ခွဲပြီးတော့မစားလေးချင်းကြတာဆိုတော့အဲများပြီပေါ့နော်တင်နာပစင်ဒါပေမဲ့ဟိုအရေးအတွက်အတိအကျပြောဖို့တော့ခက်ခဲရှိပါတယ်။တပ်ဖွဲ့အတွင်းမှာအမျိုးသမီးရဲဘော်တွေလည်းရှိပြီး ကြားမခွဲခြားဆက်ဆံတာလူမျိုးရေးခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်လို့တက်ရဲ့စည်းကမ်းတွေနဲ့ပတ်သက်ပြီး MRKDF ရဲ့တာဝန်ခံရဲဘော် AK ကပြောပါဗျာအဲကျွန်တော်တို့ MRKDF လဲဒီလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက်ဒီရဲမရဲဘော်တော့အကုန်ရှိတယ်ဗောနောပြီးကြတော့ကျွန်တော်တပ်ထဲမှာကဒီအမျိုးသားဖြစ်ချင်းဖြစ်ချင်းအမျိုးသမီးဖြစ်ချင်းဖြစ်ချင်းပုံမှာထူးပြီးတော့မှအဲကန်တက်ထားတာမျိုးရေမရှိဘူးခွချားထားတာမျိုးရေမရှိဘူးဗောနောဒါတော့တို့ရဲ့လုံဆောင်တိုင်းမှုဒီအကြီးချင်းပုံမှာရှိပြီးတော့မှ ဒီတာဝန်ဒီပေးတယ်တာဝန်ဒီခန့်တယ်ပေါ့နော်ဒါတို့ရှိတယ်ပြီးတော့ကျွန်တော်တို့တိုက်ရဲ့စီမင်းစိကမှာကိုကဒီအဲကြာမအဲခွဲခြားဆက်ဆံမှုတွေတာမျိုးမလုပ်ရဘူးပြီးကြတော့ဒီဘာသာရေးပေါ်အခြေခံတဲ့ခွဲခြားဆက်ဆံမှုတွေလူမျိုးရေးပေါ်အခြေခံတဲ့ခွဲခြားဆက်ဆံမှုတွေအဲဒါမျိုးလုတ်ခွင့်မရှိဘူးလားဒါလုတ်လုတ်တယ်ဆိုတော့ကျွန်တော်ပြင်ထန်တော့အပြစ်ပေးရေးယူရတာမျိုးတွေရှိတယ်ပေါ့တိုက်ရဲ့စီကမှာကိုကအဲဒါတွေကတော့ခွဲခြားဆက်ဆံမှုမလုပ်ရဘူးဆိုတော့အဲစီကမ်းချက်တွေတော့ရှိတယ်ပေါ့နော် ဒီနေ့ချက်ကိုမှရှိပါတယ် MKDF ဟာတိုက်ပွဲပေါင်းများစွာတိုက်ခတ်ခဲ့ပြီးတိုက်ပွဲတွေအတွင်းကိုလိုက်ရင်ကဆုံးရှုံးသွားတဲ့ရဲဘော်တွေကြာဆုံးသွားတဲ့ရဲဘော်တွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့လုံခြုံရေးအခြေအနေတွေကြောင့်ကြာဆုံးရဲဘော်နဲ့ထိခိုက်ဒဏ်ရာရရဲဘော်တွေရဲ့စီးရင်ကိုတော့အတိအကျပြောဖို့ခက်တယ်လို့ဆိုပါတယ်တပ်ဖွဲ့ကိုစတင်တီထောင်ခြင်းကနေဒီနေ့အထိတပ်ဖွဲ့ရည်တည်ရေးအတွက်စီးရေးဆိုင်ရာကို KIO KIA ကကူညီပေးပြီးငွေကြေးပိုင်းကိုတော့ကဒုဒေသကပြည်သူတွေကထောက်ပံ့ကူညီပေးတယ်လို့ဆိုပါတယ် တပ်ဖွဲ့ရဲ့ပထမဆုံးတိုက်ပွဲကတော့2023နှစ်စပိုင်းကမိုးရာတိုက်နယ်မှာတမခုံခုံနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲဖြစ်ပြီးအဲ့ဒီတိုက်ပွဲကနေချီပွေမျိုးသိန်းတိုက်ပွဲ၊မန်စီမျိုးသိန်းတိုက်ပွဲနဲ့အင်းတော်မျိုးသိန်းတိုက်ပွဲတွေအထိပါဝင်တိုက်ခိုက်ခဲ့တယ်လို့ကျဲပေါ် AK ကပြောပါတယ်။ကျွန်တော် MRK ရဲ့ပထမအုပ်ဆုံးတိုက်ပွဲကကျွန်တော်တို့2023နှစ်စပိုင်းလောက်မှဖြစ်မယ်ပေါ့နော်ဒီမိုးရာတိုက်နယ်မှာဒီတမခုံခုံနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲပေါ့နော်ဒါကျွန်တော်တို့အဲကျွန်တော်တို့ MRK ရဲ့ပထမအုပ်ဆုံးတိုက်ပွဲဖြစ်မယ်။ အဲ့မှာဆိုတော့အမှာဖြေရဲ့ရဲ့ရဲပေါ်ကြီးလည်းပါတယ်ဒီ KIA ကို KIA ပြီးတော့ ABS GF အဲပြီးတော့ဒီမူတာပါခဖာကြီးပေါ်တော့သူတို့လည်းပါတယ်အဲ app ရတော့သူတို့အမှာ KIA ရဲ့ပထမဦးဆုံးတစ်ခွဲပေါ်အောင်မြင်မှုလည်းရခဲ့ပါတယ်အဲပြီးကြတော့ဒီဗမာမျိုးနွယ်မှာဆိုလည်းကျွန်တော်တို့အဲအမှာ KIA ဒေတာကွဲတွေပေါ်ဆောင်တဲ့ဆင်းရဲပုံလေးရှိတယ်ဒီရန်သူခန်းတွေတိတ်နေလည်းရှိတယ်ပြီးတော့ကျွန်တော်တို့ဒီမဟာမိတ်ဒီပေါ်တော့ဒီ PDF တိုင်ရင်းနေနဲ့ကိုယ်ရပြီးတော့မှဒီသင်ရေပေါ်ဆောင်တာရေ အဲအဲလည်းရှိပါတယ်အနည်းသာဆုံးပြောမယ်ဆိုကျွန်တော်အင်တော်မျိုးနယ်မြို့သိမ်းတိုက်ပွဲပေါ့အဲမြို့သိမ်းတိုက်ပွဲပေါ့နော်အင်တော်မျိုးတိုက်ပွဲမှာကျတော့တို့ရဲ့မှာ CDF တရားဒီချင်းမုံရေးဖွဲ့ရောဒီတို့အဖွဲ့တွေရောအာပါဝင်တိုက်ပွဲဝင်ခဲ့တာရှိတယ်ပါဝင်တိုက်ပွဲဝင်ခဲ့တယ်ပေါ့နော်ဒီကျွန်တော် EAO စစ်တောင်းရဲ့ဒီကိုကဲမှုအောက်မှာပေါ့နော်ကျွန်တော်အင်တော်မျိုးတိုက်ပွဲမှာပါဝင်တက်ခတ်ခဲ့တယ်ဒီကချင်စစ်မျက်နှာမှာဆိုရင်ကျတော့ဒီ KIO KIA ရဲ့ထိုးစစ်ဆရတဲ့အချိန်ကနေစပြီးတော့မှကျွန်တော်အမှာ CDF ရဲပေါ်ကြီး ီတော်တော်များများပေါ့နော်နေရာတော်တော်များများမှာအမ်ဘာဝင်တိုက်ပွဲဝင်ခဲ့တယ်ဒီအထက်မှာဆိုရင်ကျွန်တော်ချီဖွေမျိုးတိမ့်တိုက်ပွဲအဲပြီးတော့ကျွန်တော်ဒီပဲရွှေညောင်ပင်ဘက်တွေပေါ့နော်ပြီးတော့ဒီမန်စီမိုးမောက်ဒီမှာတခြားလို့ကျွန်တော်ဒီ KIO KIA ရဲ့ဒီကိုကဲမှုအောင်စီရေကိုကဲမှုအောက်ကနေပဲပေါ့နော်ကျွန်တော်တို့အဲစီရေထွေကြောင်ယူယူရင်းနဲ့ဒါပါဝင်တိုက်ပွဲဝင်နေတာရှိပါတယ်ပေါ့ကရုမျိုးစုတွေဟာခေဆက်ဆက် မှတ်ပုံတင်မှာကဒူးလူမျိုးအဖြစ်ဖော်ပြမခံရဘဲဗမာလူမျိုးအဖြစ်သာဖော်ပြခံရတာတွေကိုပြောင်းလဲပေးဖို့နဲ့လူမျိုးစုအခွင့်အရေးတွေရရှိဖို့ရခိုင်အစိုးရဆက်ဆက်တောင်းဆိုခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါအပြင်နယူးတော်လိုင်းရဲ့မတိုင်ခင်ကာလတွေကတည်းကကဒူးလူမျိုးစုကာကွယ်ရေးနဲ့လူနည်းစုအခွင့်အရေးတွေကိုတောင်းဆိုဖို့အတွက်လက်နက်ကင်တပ်ဖွဲ့တီထောင်မှုစ조사ခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်မတီထောင်ဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်မယ်နယူးတော်လိုင်းရဲ့ပေါ်ပေါက်လာတဲ့အခါမှာဆုံးရှုံးနေတဲ့လူမျိုးစုအခွင့်အရေးတွေကိုပြန်လည်ရရှိဖို့ ဆေးရနာရှင်ကိုအမြင့်ဖြတ်ဖို့နဲ့နောက်တစ်ချိန်မှာကဒူးလူမျိုးတွေဟာတော်လန်ရေးတာဝန်တွေကိုထမ်းရွက်ခဲ့တဲ့ဆိုတဲ့တမိုင်းရောက်ကြနေစေဖို့အတွက်ကဒူးကာကွယ်ရေးတပ်ဖွဲ့ MRKDF ကိုတီထောင်ဖြစ်ခဲ့တာလို့ရဲဘော် AK ကပြောပါတယ်အာကျွန်တော်တို့ MRKDF ကိုစာတီထောင်ဖြစ်တာကကြတော့ကျွန်တော်အာဒီဆုံးရှုံးနေတဲ့ကျွန်တော်လူမျိုးစုခွင့်ရေးတွေကိုပြန်လည်ရရှိဖို့အဲဆိုတာအဖြစ်ပါတယ်ပေါ့နော်အကျွန်တော်တို့ကကျွန်တော်တို့ဒီဆုံးရှုံးနေတဲ့ခွင့်ရေးတွေကိုပြန်လည်ရရှိဖို့အဲကျွန်တော်ပုံစံမျိုးစုနဲ့ထူးစားကြည့်ခဲ့ဖူးတယ် အဲဥပမာအဖြစ်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ကဒူးလူမျိုးတွေရဲ့မပုံတွေမှာပေါ့နော်ဒီဗမာလူမျိုးဖြစ်မိုင်းပေါ်ပြထားခြင်းခံရတယ်ဘာတွေရှိရဒါတွေကိုကျွန်တော်တို့ကအာပြောင်းလဲပေးဖို့ပေါ့နော်ဒီ2008အခြေခံဥပဒေအောက်မှာပေါ့ဗျာကျွန်တော်ပြောင်းလဲပေးဖို့အစီအစဉ်မှာကျွန်တော်တို့အရင်အစိုးရမှာဒီတောင်းဆိုခဲ့ဘူးလားတွေရှိတယ်ဒါပေမဲ့ဒါတွေကအလုံးမဖြစ်ခဲ့ဘူးပေါ့နော်ကျွန်တော်လေးလေးရှုခံခဲ့ရတယ်အဲဆိုတော့ကျွန်တော်တို့ကဒီဆုံးဆုံးနဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုအစာရွက်နဲ့ဘောပင်နဲ့ကျွန်တော်တို့အာတောင်းကြည့်ခဲ့ ဒါစူးစမ်းကြည့်ခဲ့ပြီးပေါ့နော်စူးစမ်းကြည့်ခဲ့ပြီးပြီးမရခဲ့ဘူးဆိုတော့ဒါကတော့ကျွန်တော်တို့ဒီအခွင့်အရေးတွေကိုပြန်ရဖို့တော့အဲနီလန်တစ်မျိုးနဲ့ပြန်စူးစမ်းကဖြစ်တယ်ပေါ့ပြီးတော့ကျွန်တော်နေဦးတော်လိုင်းမှာလည်းအပူပေါင်းပါဝင်ရင်းပေါ့နော်ပြီးကြတော့ကျွန်တော်တို့ကဒူးတွေကဒီနေဦးတော်လိုင်းခင်းချင်းမှာဆိုရင်ဒီတော်လိုင်းအခွင့်အရေးတော်တော်များများတွေမှာကျွန်တော်တို့ကဒူးလူမျိုးတွေပူပေါင်းပါဝင်နေရရှိတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီကဒူးဆိုတဲ့နာမည်နဲ့ကဒူးဆိုတဲ့ကောင်းဆောင်အောင်မှာပါဝင်တာတော့မဟုတ်ဘူးပေါ့နော် ဒီတော်လိုင်းရွက်အစီအစီမှာပုံကောင်းပါဝင်နေရရရှိတယ်။ကျွန်တော်တို့ကကြတော့ဒီကဒူးဆိုရနာမယ်အောက်မှာစုစည်းတယ်ပေါ့နော်ကဒူးဆိုရနာမယ်အောက်မှာစုစည်းတယ်။အဲဒါကပါလဲဆိုတော့ကျွန်တော်တို့အဓိကကြတော့ဒီတော်လိုင်းရင်းအလွန်ကာလမှာအဲကျွန်တော်တို့ဒီနိုင်ငံကြီးစကားပြောတဲ့အချိန်မှာအဲကျွန်တော်တို့ကဒူးတွေလည်းအဲကျွန်တော်တို့ကဒူးတွေလည်းဒီတော်လိုင်းရင်းခင်းချင်းမှာဒီမျိုးတော်လိုင်းရင်းမှာ27အဲနော်နော်အဲနော်နော်ဆက်တဲ့အနာတိုင်းရဲ့ချိန်မှာနေဦးဆိုလိုင်းရင်းမှာကျွန်တော်တို့ကဒူးတွေလည်းဒီလိုဒီလိုအခန်းကဏ္ဍကနေ အာပါဝင်ခဲ့တဲ့နော်ကျွန်တော်ပြည်တော်စုတာဝန်တွေကိုထမ်းခဲ့ပါတယ်ဆိုရဲဟာကိုနိုင်ငံစကားပြောနိုင်ဖို့အဲနိုင်ငံရေးပါဝါတိဆောက်တာလည်းပါပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီကဒူးတွေနေနေပေါ့နော်ဒီလက်နက်ကိုင်းလက်နက်ကိုင်းဖို့လက်နက်ကိုင်းတပ်ဖွဲ့တီထောင်ဖို့ကိုဒီကျွန်တော်တို့ဆစ်အနာမတင်းခင်ကလေးကမတင်းခင်ကလည်းကျွန်တော်ဂျူသားအာတပ်ဖွဲ့တီထောင်ဖို့ဂျူသားခဲ့ကြသေးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကတော့မဖြစ်လာခဲ့ဘူးတော့မအောင်မြင်ခဲ့ဘူးဒါပေမဲ့ဒီနယူးတော်လိုင်းရေးခင်းချင်းမှာကျတော့နယူးတော်လိုင်းဖြစ်လာတော့ ဒီနောက်ဒီစစ်အတပ်ကအနာသိမ့်လိုက်တော့ဗောနောကျွန်တော်တို့တပ်ဖွဲ့တီထောင်ဖို့တို့အခွင့်အလမ်းတွေအများကြီးအဲအခွင့်အလမ်းတွေအများကြီးရလာတယ်ဗောနောအခွင့်အလမ်းတွေအများကြီးရလာဆိုတော့ကျွန်တော်ဒီအခွင့်အလမ်းတွေကိုအဲကောင်းကောင်းအသုံးချပြီးတော့မှကျွန်တော်တို့ဒီအဲတပ်ဖွဲ့ကိုစစူးစီးဖြစ်တယ်ဗောနောအဓိကတော့ကျွန်တော်တို့ကဒီကျွန်တော်ဆုံးရှုံးနေတဲ့အခွင့်အရေးတွေပြန်ရဖို့ရဲ့ပြီးတော့ဒီစစ်အနာရှင်ကြောက်ကြရေးမှာဗောနောကျွန်တော်တို့ကူပေါင်းပါဝင်ဖို့ရဲ့ဆိုတော့ဒီနှစ်ခုနဲ့ရှင်တွဲပြီးတော့မှသွားဖို့ဆိုမှကျွန်တော်တို့တပ်ဖွဲ့ကိုစတီထောင်ဖြစ်တာဟုတ်ပါလိမ့် MRKDF ကိုစတင်တည်ထောင်သူတွေနဲ့တာဝန်ရှိသူတွေဟာ2004ခုနှစ်မှာကဒုလူမျိုးဆိုင်ရာတမိုင်းကျောင်းတွေစာပေရင်ကျင်းမှုတွေကိုမှတ်တမ်းတင်ပြီးကဒုလူမျိုးစုအခွင့်အရေးအတွက်တောင်းဆိုလှုံ့ဆော်ခဲ့ကြပေမဲ့အစိုးရရဲ့အကန့်အသတ်တွေကြောင့်အပြည့်အဝလှုံ့ဆော်ခွင့်မရခဲ့ကြပါဘူး။ကဒုကကွဲတက် MRKDF အနေနဲ့စစ်အာဏာရှင်ကိုလက်နက်ကင်တော်လှန်ရင်းလူဦးတော်လှန်ရေးကာလအလွန်ကိုရောက်လာတဲ့အခါမှာပြည်ထောင်စုရဲ့တစိမ့်တပိုင်းအဖြစ်နဲ့ကဒုကိုပိုင်အုပ်ချုပ်ရေးဒေသအဖြစ်ရက်တီဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။အာကျွန်တော်တို့အနေနဲ့ဒီ တော်လိုင်းအလွန်ကာလမှာဒေတာကိုဘယ်လိုမျိုးလင်းလဲဆိုတော့ဒီအထူးသဖြင့်အဲကျွန်တော်တို့ကတော့ဒီကကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာလိုပါမျိုးကျွန်တော်တို့လင်းထားရပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အမျိုးသားရေးလုပ်ငန်းစဉ်ဒီပို့ဒီ2004လောက်မှာကျွန်တော်စလုပ်ခဲ့တာဟုတ်တယ်ပေါ့နော်။ကျွန်တော်အမျိုးသားရေးလုပ်ငန်းစဉ်ရောဒီစာပြီးရင်ကျင်းဥဆိုင်ရာအဲတမိုင်းကျောင်းဆိုင်ရာဒီကိုကျွန်တော်အမှ2004ခုနှစ်မှာစလုပ်ဖြစ်ခဲ့တာဟုတ်တယ်။ဒါပေမဲ့အရင်အကန့်အသတ်ရှိတယ်ပေါ့နော်။ကျွန်တော်တို့ဟာကိုပိုင် အဲစီမံခန့်ခွဲပိုင်ခွင့်ဟာလိုမျိုးမရှိတော့ခါကျကျွန်တော်တို့မှာအရန်အကန့်တရှိတယ်အဲဘယ်လိုပြောအရာမရောက်ဘူးပေါ့နော်ကျွန်တော်တို့လုပ်ခဲ့တဲ့ဟာတွေကအမအောင်အရာမရောက်ခဲ့ဘူးဆိုတော့ကျွန်တော်တို့ကဒီဟာတွေလုပ်နိုင်ဖို့ကျွန်တော်တို့လူမျိုးစုခွင့်ရေးဆိုင်ရာတွေလုပ်နိုင်ဖို့ဒီစာပေရင်ချင်းမှုဆိုင်ရာတမန်ကျောင်းဆိုင်ရာတွေကျွန်တော်တို့ကပြန်လုပ်နိုင်ဖို့ဆိုရင်အဲကျွန်တော်တို့ data ဒီကျွန်တော်တို့ကဒူ data ကြီးကဒူတွေကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ data တခုတော့ဖြစ်ဖို့လိုတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်အဲ့ဒါကိုတော့မျှော်လင့်ထားတယ်အဲပြီးတော့ကျွန်တော်တို့ကဒီ ကဒူးဒေတာဆိုတာကကျွန်တော်တို့ကအဟိုးအရင်ချိန်ကလေးကလည်းကျွန်တော်တို့ကဒူးတွေပဲစီမံခန့်ခွဲပိုင်းစီမံခန့်ခွဲအုပ်ချုပ်ခဲ့ကြတာလေဖြစ်တယ်ပေါ့နော်ဒီရှာနေဆန်တို့ဆိုဆော့ဝါးတွေအုပ်ချုပ်တလုံးမျိုးပေါ့ကျွန်တော်တို့ကဒူးတွေမှာလည်းဒီကဒူးရွှေဝန်တွေကဒူးရွှေမူးတွေအဲဒီလူမျိုးစုကောင်းဆောင်တွေကနေပြောမှဒါစီမံခန့်ခွဲအုပ်ချုပ်ခဲ့တဲ့အဲဒေတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကအရင်ကလေးကမရှိခဲ့တဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်ဒီနိုင်ငံရေးစနစ်ပြောင်းလဲမှုအောက်မှာပြီးတော့ကျွန်တော်တို့ဒီလူမျိုးကြီးဝါဒကြီးဆိုးမှုအဲဒါတွေရဲ့အောက်မှာကျွန်တော်တို့ရဲ့ဒီကဒူးတွေရဲ့ကိုပိုင်း အဲဒီမှာခပွဲပိုင်ခွင့်ဒီအုပ်ချုပ်တဲ့ပုံစံတွေကဒါဖျောက်ဖျက်ခြင်းခံရရတာဖြစ်တယ်ပေါ့နော်အာဆိုတော့ကျွန်တော်တို့ကအဲတွန်လိုင်းအလုံကာလမှာတော့ပေါ့နော်ကျွန်တော်တို့ကတူး data ကိုဒီအမ်ဖွဲ့စည်းပုံအခြေခံဥပဒေအရဒီအာမခံချက်ပေးထားတဲ့အဲကိုပိုင်အုပ်ချုပ်ခွင့်ရအဲ data လိုဟာမျိုးပေါ့နော်အနေအဆုံးစိတ်ကိုပိုင်အုပ်ချုပ်ခွင့်ရ data လိုဟာမျိုးတော့အဲကျွန်တော်တို့ အမ်မျော်လင့်တယ်ပေါ့နော်ပြည်တော်စုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ကျွန်တော်တို့ဒီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကလူကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအဖြစ်နဲ့ရည်တည်မှုတော့အမ်မျော်လင့်ထားပါတယ်